technical term ကိုမသိတာဘသူတွေလဲဆိုတော့အမျိုးသားယဉ်ကျေးမှုတက်ခဲ့သွားပဲ။ဘာဖြစ်လို့လဲဆိုတော့စပြီးတော့ bachelor term နဲ့အနေနဲ့တော့ technical terms ကိုနားလဲအောင်မလုပ်ထားခဲ့ဘူး။ ဗမာလိုဘာသာပြန်တာပဲသူသိတာလေဒါပေမဲ့လို့လေ technical term ဆိုမှမသိရင်သူ့ကိုအပြင်မှာလှုပ်ပြီးတော့သင်တန်းတက်ဖို့ကျမဘယ်လိုလှုပ်လှုပ်မလဲလှုပ်လိုက်လို့ချင်းလဲပဲအကျိုးမရှိဘူးလေအတူတက်လည်းအကျိုးမရှိဘူးကျမတို့အတွက်လည်းတိုင်းပြည်အတွက်လည်း seat နေရာတနေရာဆုံးရှုံးနေလေ AI လိုပဲသိရမယ်လေ digital လို digital လိုပဲသိရမယ်လေဟုတ်လား computer ကို computer လိုပဲသိရမယ်လေအဲ့တော့ဒီမှာ technical terms တွေကိုအဲ့လိုပြောပြတယ်ဒါမဲ့သူတို့တွေအကုန်လုံးက complain လုပ်ပါတယ် angry grace အင်္ဂလိပ်စကားလုံးတွေအရန်ပြောတာမလို့နားမလဲဘူးလေ ဲ့နားမလဲတဲ့လူလည်းနေခဲ့လေကိစ္စမရှိဘူးပေါ့နားလဲအောင်စ조사လာတဲ့လူဆိုရင်လည်းနည်းနည်းတော့ရမှာပေါ့အာနားလဲသွားတဲ့အခါကျလို့ရှင်လဲ next level ကိုရောက်သွားတာပေါ့လူတိုင်းရွေးပိုင်ခွင့်ရှိတယ်ကိုရွေးတဲ့နေရာမှာကိုနေရမှာလေလူတိုင်းမှာရွေးချယ်ပိုင်ခွင့်ရှိရလေသူနေချင်တာသူဆောင်ချုပ်အိတ်ချင်တဲ့လူကလည်းဆောင်ချုပ်အိတ်ပါစေအခန်းထဲမှာနေချင်တဲ့လူလည်းနေပါစေသမီးဆောင်ကန်းကိုထွက်လာ အကန်းနဲ့ထွက်လာတဲ့လူလည်းထွက်ပါစေအလုံစပွဲပေါ်ရောက်လာတဲ့လူလည်းရောက်ပါစေလေသူရွေးချယ်ပိုင်ခွင့်ရှိပါတယ်။အော်သူတို့ကတော့ဟို show running တခုကိုလုပ်ပါမယ်။အာဒါလည်းပဲဒီ orange အတွက်ဟို streaming platform အတွက်အလုပ်တာဖြစ်ပါတယ်။ဟာဒီဘက်ကဟို production အတွက်ကလည်းအော်ရှိုးတွေလည်းပဲတခုဆိုလို့ရှိရင်စုတွေပါနေနိုင်ငံတကာမှာပေးနေတာရှိလာပြီလေအဲ့တော့ဗမာပြည်ကလည်းပဲ အဝင်လို့ရရင်ကောင်းမယ်ဆိုတော့စိတ်ကူးပါတယ်။ဒါကြောင့်မလို့ကလေးတွေကလည်းလှုပ်ချင်တယ်ပြောတယ်ကျမလည်းအားပေးတယ်။လှုပ်ကြည့်တော့ဘာဖြစ်လဲ။ကျမတို့ရဲ့ရုပ်ရှင်အဲကိုအမှုပညာဖန်တီးထုတ်လုပ်မှု creative industry ရဲ့ learning theory က10 20 70 70က do it yourself ကိုကိုတိုင်းလှုပ်ကြည့်ရတာဖြစ်တယ်။အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မလို့အဲလုံနိုင်အောင်ဆိုပြီးတော့အားပေးရတာပါ။ ပြောတာကြာမှုတွေတက်မှုတွေကျွမ်းဟိုစား1990နှစ်ခုနှစ်လာမသိအဲ့ဒီလောက်တုန်းကလေဟိုရယ်ဆရာဦးဆန်းလွင်ကနေတော့စာအုပ်ကလေးတအုပ်ပေးတယ်အဲ့ဒီပေးတဲ့စာအုပ်ကိုကျွန်မကဘာသာပြန်ပြီးတော့သင်ပေးတယ်သင်ပေးတဲ့ခါကျတော့ technical terms တွေလေ AI ကို AI လိုပဲသိရမယ်လေ digital ကို digital လိုပဲသိရမယ်လေဟုတ်လား computer ကို computer လိုပဲသိရမယ်လေအဲ့တော့ဒီမှာ technical terms တွေကိုအဲ့လိုပြောပြတယ်ဒါမဲ့သူတို့တွေအကုန်လုံးက complain လုပ်ပါတယ် anigrisa စကလုံးကြီးရမ်းပြောတာမလို့နားမလဲဘူးလေအဲနားမလဲတဲ့လူလည်းနေခဲ့လေကိစ္စမရှိဘူးပေါ့နားလဲအောင်စူးစမ်းလာတဲ့လူဆိုရင်လည်းနည်းနည်းတော့ရမှာပေါ့အနားလဲသွားတဲ့အခါကျလို့ရှင်လေ next level ကိုရောက်သွားတာပေါ့လူတိုင်းရွေးပိုင်ခွင့်ရှိတယ်ကိုရွေးတဲ့နေရာမှာကိုနေရာမှာကိုမတင်ပေးရင်သူပဲတတ်မလဲဟုတ်တယ်မလားဟာ ကလေးလေးကမှောက်ရက်ကလေးပက်လက်ကလေးကနေမှောက်ရက်ကလေးမှောက်ရက်လေသူကသူကုံထားကုံထားပြီးတော့မှထထိုင်ထိုင်ပြီးတော့မှမတရက်လीအဲ့လိုဖြစ်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 သူလောက်ရမှာလောက်ဖို့တော့ကိုဘယ်လိုလောက်ရမလဲဆိုတော့ကိုဘေးကနေရောမှတင်ပြအေးနင်တို့ဗမာလိုပဲအကုန်လုံးဘာသာပြန်ပြီးတော့တင်ညဆိုတဲ့အခါကြတော့ဘာဖြစ်တယ်လဲဆိုတော့ကျွန်တော် NUAC ကကျောင်းသားတွေကို fly project နဲ့ Korea ကိုလွှတ်မယ်ဆိုပြီးတော့အာ interview ထိုင်ပါတယ်တနည်းမှမှကျွန်တော်တို့က၂ယောက်ပဲလွှတ်ပိုင်ခွင့်ရှိတာလीလာပြီးတော့ရှောက်လို့ရှိရင်လဲ၉ယောက်၁၀ယောက်အဲ့လိုရှောက်ကြပါအဲ့ဒီထဲထဲမှာလဲပဲ English profession agency လည်းပဲမေးရပါတယ်။ technical term ကို မသိတာဘယ်သူတွေလဲဆိုတော့အမျိုးသားယဉ်ကျေးမှုတက်ကတူပါပဲ။ဘာဖြစ်လို့လဲဆိုတော့စပြီးတော့ bachelor term နဲ့ကနေတော့ technical terms တွေကိုနားလဲအောင် မလုထားခဲ့ဘူးဗမာလိုဘာသာပြန်လာပဲသူသိတာလေဒါပေမဲ့လို့လဲ technical term ဆိုမှမသိရင်သူ့ကိုအပြင်မှာလှုပ်ပြီးတော့သင်တန်းတက်ဖို့ကျမဘယ်လိုလှုပ်လှုပ်မလဲလှုပ်လိုက်လို့ချင်းလဲပဲအကျိုးမရှိဘူးလေအတူတည်းလည်းအကျိုးမရှိဘူးကျမတို့အတွက်လည်းတိုင်းပြည်အတွက်လည်း seat နေရာတနေရာဆုံးရှုံးနေလေအဲ့ဒါဖြစ်တဲ့ကြောင်မလို့အရေးအသွေးရှိတဲ့လူစာလိုက်နိုင်မဲ့လူပဲလွတ်တာပေါ့အဲကြိုက်တာရွေးလို့ရပါတယ်ဗမာပြည်ထဲမှာလှုပ်စားလိုက်ရတာပဲဒါစာရိတ်နဲ့လက်တွေ့ကြားရတဲ့ကွာဟာချက်တွေဖြစ်မှချင် ဟုတ်တော့10 20 70ဆိုတော့10ဆိုတဲ့ဟာ do's and don'ts ကိုသိရတယ်လေအဘာတွေလုတ်တင်တယ်ဘာတွေမလုတ်တင်ဘယ်စီးကိုတော့ကြော်လို့ရတယ်ဘယ်စီးကိုတော့ကြော်လို့မရဘူးဆိုရင်မတင်ခဲလိုက်တဲ့ခါကျတော့ तू ကကျင့်ဖို့ကိုမသိတော့ဘူးပေါ့ အတွင်းတည်းကတော့ trend ကိုသိတာကြည်တာလေဟိုလူတွေကဘာလုပ်လဲဒီလူတွေကဘာလုပ်လဲအဲ့ရောက်ဘယ်လိုလဲခိုးချလိုက်ရမလဲပုံတူပြလိုက်ရမလဲဟဲ့လား concept ယူလိုက်ရမလဲဆိုတော့20ရော70ကကိုကိုတိုင်လောက်ရတယ်လေကိုကိုတိုင်လောက်တဲ့70ဟာ10ဆိုတဲ့ကျင့်ဝတ်ကိုတိမှသာလင်တန့်တဲ့ version ထွက်လာမှာဖြစ်တယ်နှုတ်မဆွရင်တော့မတန့်ဘူးမတန့်လားဆိုလို့ရှိရင်တော့ကိုကြာဆိုရင်ကိုရေးတာပဲလေကိုသမိုင်းကိုရေးတာပဲ no